crash နဲ့ကိုနေကြမှာတပ်ပါတီရှိလာပေါ့နော်ဒါလေးကိုမွန်းစစ်ပေးသွားပါမယ်အဲ့တော့လက်ရှိမှာဒါ energy camp ကကြတော့ crash နဲ့ကိုနေအနေထားလေးတစ်ချက်လောက်အရင်စစ်ဒါနားထောင်လိုက်ပေါ့နော်ပြီးကြမှာဒါလေးအဲ့ဒါကိုမှန်မှန်ရင်တော့ဆက်မကြည့်နဲ့တော့ပေါ့နော်အဲ့တော့ number 1ဆက်ပြောပြမယ် number 1ကလေ crash နဲ့ကိုနေကြကနှစ်ယောက်ထဲကတယောက်ယောက်ကအတိတ်ကိုလက်လွတ်နေရတာအဲ့ပေါ့နော်ဒီစားဟောင်းမမေးနိုင်သေးလို့နေပါအောင်လို့အဲကိုဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော် ကိုနဲ့သူနှစ်ယောက်ကြားမှာပေါ့နော်အဲ့လိုမျိုးကိုပဲဖြစ်သူပဲဖြစ်အဲ့လိုမျိုးလေးတွေပြီးတော့တချို့ຢာရင်မှာဆိုလို့ရှိရင်ဒါအရင်အတိတ်တုန်းကဒါဒီလူနဲ့ဒီလူတွေ့ကြုံခဲ့ရတာဖြစ်တဲ့အတွက်ဒီတစ်ခါတော့ဒီလိုမဖြစ်ချင်လို့အချိန်ယူခြင်းသေးတယ်စသဖြင့်ပေါ့နော်ဒါမျိုးလေးတွေရှိနိုင်တဲ့ energy ပုံစံနေထားတွေ့တယ်အဲ့တော့နှစ်ယောက်သားကြားမှာတပ်ပါတီရှိလားဆိုတော့ဒီနှစ်ယောက်ကြားထဲမှာကအဲ့လိုအရင်ဝေးကွာနေတဲ့အဲ့လိုမျိုးပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ကြားအဲ့လိုမျိုးပေါ့အတိတ်တုန်းကကိစ္စရင်နဲ့ပတ်သက်ပြီးလူတွေပြန်လာနှွယ်ကျင်သေးတဲ့ပုံစံနေထားမျိုးတော့ရှိတယ် ဒါပေမဲ့ဘယ်လိုပြောမလဲသူ့ဘက်ကိုဘက်မှာကြတော့အဲ့လိုမျိုးတီးခန့်စိတ်လေးနဲ့သွားမှသာတယ်အဆင်ပြေမယ်ပေါ့နော်မဟုတ်ရင်ကြတော့ဟိုကိုနဲ့သူနဲ့နှစ်ယောက်တားကြမှာနီးဆက်ခံနေလို့တချို့ဆိုရှိရယ် crash ကသဘောကျတော့မယ်ဒီ find one နဲ့မှာဆို crash ကသဘောကျတော့မယ်ကိုကသွားပြီးတော့သူ့ရဲ့အတိတ်ကိုတူးဆောင်းမိတာသူ့မို့သွားပြီးတော့ကိုကပေါ့နော်အဲ့လိုပြောမိရပေါ့နော်အဲ့လိုမျိုးຢာရကြအောင် तू ကစိတ်ပြက်ပြီးတော့ထားသွားတာမျိုးလေးဂျုံအပ်တက်တယ်အဲ့တော့တတိလေးထားပြီးတွားရမယ်မြောက်သားကြမှာပေါ့နော်ဒါ တနည်းအားဖြင့်တခြားသောအလိုမျိုးစိတ်ဝင်စားစရာလေးတွေစကားပြောတာလေးတွေအဲ့လိုဖုန်းပြောတာမျိုးလေးပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်တယ်ဆိုတဲ့ပုံစံနေထားမျိုးကြုံတယ်အဲ့တော့အဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုစိတ်ပူပန်မှုတွေပေါ့နော်နည်းနည်းလေးဖယ်ပြီးတော့တယောက်ကတယောက် joy ဖြစ်စေမယ့်အရာလေးပေါ့နော်အဲ့လိုစိတ်ပျော်စေမယ့်သဘောကျစေမယ့်အရာလေးတွေဥစားပေးပြီးသွားရင်တော့အကောင်းဆုံးဖြစ်မယ်လို့မိုးအနေနဲ့ပြောချင်တယ်ပေါ့နော်ဒါကတော့2 1 joy ဖြစ်တယ်ပေါ့နော် အဲသူကြည့်တဲ့အခါမှာကျတော့သူနဲ့ကိုနဲ့နှစ်ယောက်သားကြမှာလက်ရှိကောနော် energy ပုံစံ data check လုပ်တဲ့အခါမှာအရန်အဲ့လိုမျိုးဟိုပိုင်းဆိုင်ခြင်းနဲ့သူ့ကိုလက်ထက်ခြင်းနဲ့သူ့သူ့ကိုပဲချစ်ခြင်းနဲ့စသဖြင့်ဒီလိုမျိုးလေးရှိအဲ့တော့ကိုဘက်ကဒီလို energy မျိုးဖြစ်တတ်တယ်သူ့ဘက်က energy မှာကျတော့ तू ကသူ့အတွက်ကောင်းမွန်တဲ့အခြေဖြစ်ဖို့ကိုလေးလာနေရယ်ဆိုရယ်စိတ်ခံစားချက် ပုံစံ data မျိုးကိုပေါ်တယ်ညောက်သားကြားထဲမှာတပ်ပါရီပုံစံ data ရှိလားဆိုရယ်ပုံစံကိုကြည့်တဲ့အခါမှာ တဖက်နဲ့တဖက်အချင်းချင်းလွဲတာလို့စိတ်ခံစားချက်တွေကို high ten လုပ်နေတဲ့၍နှစ်ယောက်သားကြမှာကတပ်ပါတီရှိသွားနိုင်တယ်။တပါကြောင့်တပ်ပါတီရှိသွားမှာလေဆိုတဖက်နဲ့တဖက်အခုချိန်မှာကိုကသူ့ရဲ့ဘက်မှာကတပ်ပါတီရဲ့လို့မဟုတ်သေးဘူး။သူကဒီလိုပဲသူ့လာစကားပြောရင်တော့သူကလူမှုရေးရပြောတာမျိုးရှိတယ်မြင်ဒါပေမဲ့သူ့စိတ်ထဲမှာတော့ကိုနည်းနည်းလေးနေရာပေးနေတယ်။ ဲ့ချိန်မှာသူရောကိုရောကသူ့ဘက်ကဆိုလဲတက်တီးရှိမယ်ကိုဘက်ကဆိုလဲသူ့တေချာချင်းယုံကြည်ချင်းသဘောမျိုးတွေပေးနိုင်မယ်ဆိုရင်ညှောက်သားကြမှာအဆင်ပြေမယ်မဟုတ်ရင်ကြတော့နေအောင်လုံးဝချစ်ချင်းမြတ်တာရှိရယ်စိတ်ခံစားချက်ရှိရယ်သူ့လည်းခံစားချက်ရှိရယ်ကိုလည်းခံစားချက်ရှိအဲ့ဒါအောင်မှပုံမှန်လေးလေးမလုပ်တဲ့အခါကျတော့တယောက်ကိုတယောက်ကနာကျင်မှုတွေပဲပေးတာမျိုးလေးတွေဖြစ်သွားပြီးတော့ ဟိုပြကြတော့ဘာမှဆက်မဖြစ်သွားတာမျိုးလေးတွေဖြစ်သွားတတ်တယ်ဗောနော်အဲ့တော့ဒီຢာလေးတွေတော့တေချာလေးတတိထားပြီးသွားမယ်ဆိုရယ်ပုံစံမျိုးဖိုင်းထူအနေနဲ့ကြာရောက်ပါတယ်အဲ့တော့အမောအနေနဲ့ဗောနော်ဒါ1 or 2 or ကိုအကြံပေးချင်တာကဘာဖြစ်ဗောနော်ကိုယ့်ဘက်ကချစ်ချင်းမေတ္တာသဘောတွေမှာဆိုရင်တပတ်ကလူနဲ့ပတ်သက်ပြီးရင်သူတို့ရဲ့အနေထားသူတို့ရဲ့ပုံစံကိုအကုန်လုံးတေချာသေးလာပြီးမှရင်ထဲထည့်တာမျိုးလုပ်ပေါ်တော့အရင်ဥစားပေးမှုတွေလည်းမဟုတ်ဘူးကိုကလည်းကိုနဲ့အဆင်ပြေမှဆက်လျှောက်မယ် ူတို့ဘက်ကလည်းကိုနဲ့ပတ်သက်ပြီးလေးလာမှုတွေမှာကိုဘက်ကလည်းဒါရင်ကျက်မှုသဘောပေါ့နော်တစ်ဖက်အားဖြင့်ကိုယ့်ရဲ့အုံနောက်နဲ့နှုံသားနဲ့တေချာလေးလောက်ကန်ခြင်းအားဖြင့်ကောင်းမွန်ဆင်ပြေနိုင်ပါမယ်လို့ပြောချင်ပါတယ်နော်ကျေးဇူးများတင်ပါတယ်ဒီနေ့လောက်ပေးလိုက်တဲ့ဖိုင်းလေးရတဲ့အဆင်ပြေမယ်လို့ညွှန်လင်းပါတယ်နော်အားလုံးတက်တာပါ